်ပါတယ်မြန်မာနိုင်ငံမှာအဲ့ဒီတိုင်းရင်းလက်နက်ကင်တက်ဖွဲ့နှစ်ခုပဲအိနီးချင်းနိုင်ငံတွေဒီနယ်နမိတ်ချန်စီယိုကတ်နေတဲ့အိနီးချင်းနိုင်ငံတွေရဲ့ဩဇာလွှမ်းမိုးမှုကိုအိနီးချင်းနိုင်ငံတွေရဲ့အစိုးရတွေကိုကြောက်စရာမလိုပဲနဲ့တူတူတန်တန်ကြိုက်ရောကြိုက်ဝဲမင်းဘက်ကတင်းရင်ငါဘက်ကတင်းမယ်မင်းဘက်ကကြမ်းရင်ငါဘက်ကကြမ်းမယ်ဆိုပြီးတော့ဟိုမမထန်ထန်ဆက်ဆံရဲတဲ့ ဝိတေသနထူးခြားတဲ့လက္ခဏာနဲ့ပြည့်စုံတာဆိုလို့အဲ့ဒီနှစ်ဖွဲ့ကိုပဲကျွန်တော်တွေ့ဘူးတဲ့တန်တဲ့အဖွဲ့တွေကတော့သူတို့မိခိုအားကိုးရာအိမ်ကြီးချင်းနိုင်ငံကအစိုးရတွေရဲ့ဖိအားအဲ့ဒီအစိုးရတွေရဲ့အမိန့်ကိုသူတို့ကြောက်ကြတယ်ဥပမာရှမ်းမြောက်ကအဖွဲ့တွေရှမ်းတောင်ကအဖွဲ့တွေအားလုံးတရုတ်ကိုကြောက်ကြတယ်ဘာလို့လဲဆိုတော့သူတို့တပ်ဖွဲ့တွေရဲ့လေပတ်မှုရဲ့80ရာခိုင်နှုန်းကတရုတ်ကိုပဲအားကိုးတယ်เนาะသူတို့ဒေတာရဲ့နေစဉ်ဘဝ ဒီအစားအသောက်တွေပစ္စည်းတွေသူတို့ရဲဘော်တွေရဲ့လိုအပ်တဲ့ရိခါတွေပြီးတော့လက်နက်စေဝါအကုန်ပေါ့ဗျာတရုတ်ဘူမိကိုရအချမ်းတောင်နေအချမ်းမြောက်ကအဲ့တော့တခုခုဖြစ်လာပြီဆိုရင်စစ်တပ်ကတရုတ်ကိုသွားပြီးအကူအညီတောင်းတယ်တရုတ်ကဖိလာပေးရင်အဲ့ဒီရှမ်းတောင်ရှမ်းမြောက်မှာရှိတဲ့တိုင်းရင်းသားတပ်တွေအကုန်လုံးဒါဟောစစ်တပ်ကိုဟိုအလျှော့ပေးပေးသွားကြတာကြီးပဲအခုလက်ရှိဆိုရင်တော့ဒါအားလုံးသိတဲ့အတိုင်းပဲပေါ့နော်နောက်တော့ဒီ KNU ကရင်လက်နက်ကိုင်တပ်ကဟော စစ်တပ်ကိုကြောက်တယ်ဆိုတာထက်သူတို့ကထိုင်းအစိုးရကိုပိုကြောက်တယ်။ထိုင်းသူရကဖိအားပေးချင်းချောက်လာရင်ထိုင်းသူရကဖိအားပေးရလာရင်သူတို့မခံနိုင်ဘူး။ဘာလို့လဲဆိုတော့ KNU တက်ရဲ့ရက်တီလဲပတ်မှု80ရာခိုင်နှုန်းကထိုင်းကိုမှီခိုရတယ်။နောက်ဆုံး KNU မှာခေါင်းဆောင်တွေရဲ့နော် KNU တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေရဲ့လူကြီးတွေရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးကအထိုင်းမှာအနှံထားတယ်အဲ့ဒီသူကထိုင်းဆိုးရအောင်သူတို့ကြောက်တယ်နောက်တစ်ချက်ကဒီ KNU တပ်ဖွဲ့ဝင်တွေရောအဲ့ဒီထိုင်းမြန်မာနေစပ်မှာရှိတဲ့ကရင်ဒေသခံတွေအကုန်လုံးကထိုင်းကိုပဲမိကိုရတယ်ဘာလို့လဲဆိုတော့သူတို့ဘဝသူတို့ရဲ့ဒီနေစဉ်စားတောက်တဲ့ပစ္စည်းလူသုံးကုန်အကုန်လုံးပေါ့နော်စေဝါလက်နက်ခဲရင်အကုန်လုံးထိုင်းကိုမိကိုရတယ်အဲ့ဒီသူကထိုင်းကိုကြောက်ရတယ်နောက်ဆုံးကျွန်တော်တခုပြောပြမယ်အခုချိန်ထိ KNU မှာ KNU ကထူထောင်ထားတဲ့ဒီစေယုံတစ်ခုနဲ့ပြည်ပြည်စုံနဲ့ ဖေးယုံတယုံမှမရှိဘူးရဲဘော်တယောက်ခြေပြက်လက်ပြက်ဒါမှမဟုတ်ကြည်စံထိဒဏ်ရာရရင်ထိုင်းနိုင်ငံမဲဆောက်မှာပဲစေကူရတယ်အဲအဲ့ဒီထိုင်းနဲ့ဒဏ်ရာပြင်းထိုင်အဲ့ထိုင်းနဲ့ပို့ပြီးတော့ဒီချမ်းတာရေခေါင်းဆောင်ပိုင်းတွေဖြစ်ရင်တော့ဘန်ကောက်မှာသွားကုတယ်အခုချိန်ထိကရင်ပြည်နယ်ထဲမှာ KNU ကတိဆောက်ထားတဲ့မြေပေါ်မြေအောက်ဒီစေယုံတယုံရင်လို့မရှိဘူးအကုန်လုံးထိုင်းကိုမိခိုးရတယ်အဲ့ဒီတော့ထိုင်းကိုကြောက်ရတယ်နောက်တစ်ခုမွန်မွန်လက်နက်ကင်လည်းဒီအတိုင်းပဲ မွန်က1995ခုနှစ်ကလေးကစစ်အစိုးရနဲ့အပြစ်ခက်ငြိမ်းချမ်းရေးစာချုပ်ချုပ်ထားတယ်။ဒို့တော်ဒီလက်နက်ချလိုက်တာမျိုးတော့မဟုတ်ဘူး။ကိုယ့်ရဲ့ဌာနတည်နေရာသူတို့သဘောတူထားတဲ့နေရာမှာပဲဒီဒီလက်နက်ကိုဆက်လက်ပြီးကင်ကွယ်ထားလို့ရတယ်။ပြီးတော့ဒီလက်နက်အင်အားလူအင်အားတိုးချဲ့ခြင်းကိုစစ်တပ်ကအကန့်အသတ်နဲ့စောင့်ကြည့်နေတယ်။ဒါပေမဲ့အဲ့ဒီလိုအပြစ်ခက်ရစေးရေးသဘောတူစာချုပ်ထိုးထားတယ်နော်ဒီလက်နက်ကရန်လိုအပ်ချက်အများကြီးမရှိတာတောင်မှထိုင်းအစိုးရကိုသူတို့ကြောက်ရတယ်။ထိုင်းအစိုးရကဖိအားပေးရင်ဒီ မွန်လက်နက်ကင်မွန်လက်နက်ကင်တက်တရလေဟိုငြိမ်ပေးလိုက်ရတာမျိုးတွေရှိတယ်ဘာလို့လဲဆိုတော့သူတို့ကအိနီးချင်းနိုင်ငံကိုပဲမှီခိုရလို့အဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့ထူးခြားတဲ့ဝိသေသနလက္ခဏာနဲ့ပြည်စုံတဲ့တကယ်လေးစားစရာကောင်းတဲ့ KIA နဲ့ရခိုင်တပ်တော် AA ကြတော့အဲ့ဒါလိုမဟုတ်ဘူးဒါ KIA နဲ့တရုတ်နဲ့ဆိုရင်ချန်စီယိုဆက်တယ်ဒါပေမဲ့တရုတ်ဖိအားကိုမကြောက်ဘူးဘာလို့လဲဆိုတော့သူ့ဒေတာသူရင်းမှာပဲလိုအပ်တဲ့ပညာရေးကျန်းမာရေး အကုန်လုံးသူရအောင်သူဖန်တီးထားတယ်ပြီးရင်တရုတ်စီကပစ္စည်းတွေပိတ်လိုက်ဘလို့ထုတ်ပိုးပြီးဘလို့တည်ယူရမလဲဆိုတဲ့ဟာကိုလည်းသူကပြင်ဆင်ထားတယ်ပြီးတော့ဘာနဲ့စားပြီးဘလို့နေထိုင်ရမလဲဆိုတာလည်းသူကပြင်ဆင်ထားတယ်ရခိုင်တပ်တော်အေအေလည်းအဲ့ဒါလိုပဲဒီဘင်္ဂလားနဲ့နေဆက်နေဆက်နေဆက်ချင်းတိဆက်တယ်ဆိုပေမဲ့ဘင်္ဂလားအစိုးရရဲ့ဖိအားကိုသူတို့မကြောက်ဘူးလက်ခံစရာလည်းမတူဘူးဘာလို့လဲဆိုသူတို့ကဘင်္ဂလားကိုမိခိုနေတာမဟုတ်ဘူးသူတို့ဒေသသူတို့အစားစားတယ်သူတို့ဝယ်ယူထားတာရှိတယ်နောက်ပြီးတော့ဟိုကြိုက်ရောင်းကြိုက်ဝယ်ဟိုတူတူတန်တန် ဆက်ဆံလို့ရတယ်မင်းကဒါရောင်းမလားငါတို့ဒါဝယ်မဒါရောင်းရင်ဒါဝယ်မယ်အဲ့လိုကြိုက်ရောင်းကြိုက်ဝယ်ဆက်ဆံတယ်ဘင်္ဂလားရဲ့ဖိအားကိုအေးအေးမကြောက်ရနောက်သူတို့နေဆက်ချင်းမထိပြီမဲ့ချောင်းချနေတဲ့အိန္ဒိယအတိုင်းပဲအိန္ဒိယရဲ့ဖိအားကိုအေးအေးကကြောက်စရာမလိုကြိုက်ရောင်းကြိုက်ဝယ်တူတူတန်ဆက်ဆံလို့ရတယ်အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့ဟိုအိန္ဒိယနိုင်ငံကိုပြင်ပအိန္ဒိယနိုင်ငံတစ်ခုကိုမှီခိုးနေတာမဟုတ်ပဲနဲ့ကိုယ့်ရဲ့နယ်မြေကိုယ့်ရဲ့ဒေသတွင်ကိုယ့်ရဲ့ပြည်သူတွေ ရဲ့လိုအပ်ချက်တွေကိုကိုကိုတိုင်းပြင်ဆင်ထားတဲ့အတွက်ကြောင့်တစ်ဖက်နေဆက်ချင်းတိဆက်တဲ့နိုင်ငံကိုဖိခိုးစရာမလိုဘူးအဲ့တော့မြန်မာနိုင်ငံမှာအဲ့ဒီတပ်ဖွဲ့နှစ်ခုပဲအဲ့ဒီနီးချင်းနိုင်ငံတွေရဲ့ဖိအားကိုကြောက်စရာမလိုပဲနဲ့တူတူတန်တန်ရင်ဆိုင်နိုင်တာတကယ်ထူးခြားတဲ့ဝိသေသနလက္ခဏာနဲ့ပြည့်စုံတာဆိုလို့အဲ့ဒီတပ်ဖွဲ့နှစ်ခုကိုပဲကျွန်တော်မြင်သေးတယ်